အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားညောင်ဖြစ်ပါတယ်ယခုဗီဒီယိုကွန်တန့်လေးကတော့အမှတ်25ကာဝေးပစ္စည်းစက်ရုံအကြောင်းတီးတန့်တင်ပြထားတဲ့ကွန်တန့်လေးတစ်ခုပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်နဲ့ညီကိုရင်းလို့ခင်မင်းရင်းနီးရသူတယောက်နဲ့သတင်းခွင့်ဆက်တစ်ခုအတွက် Google App မှာနှစ်ယောက်သားရှာကြဖွေကြရင်အမှတ်25ကာဝေးပစ္စည်းစက်ရုံဘွားကနေတွားတွေ့ရပါတယ်ကျွန်တော်လဲအမှတ်25ကာဝေးပစ္စည်းစက်ရုံကိုစောလောင်းရှည်ဘက်မှာလို့ထင်မှတ်ခဲ့တာဖြစ်ပါတယ် ဆက်ယုံကိုစတဲ့ဟုစောမြို့နယ်စီမီတိန်ချင်းမကြီးလူဘက်မှာမြင်းနေရရွေးခဲ့ပါသေးတယ်။နောက်ကြတော့ကောက်ပန်ဆိုင်ငလဲကုံငှက်ပြချင်းစတဲ့ရွာတွေအနီးအတီးပြူရွေးချယ်ပြီးစစ်ထောက်ချုပ်ရုံးကနေလာနာ39အထိချပေးခဲ့ပြီးဖြစ်ပါတယ်။ဒါ့ပေမဲ့အဲ့ဒီတော့ကကြောင်ရင်းတိန်ဆိုင်ရဲ့ဒီမိုကရေစီခက်ကြဲကြဲခေတ်ကာလမှာဒေသခံတွေဝိုင်းပြီးဆန္ဒပြကန့်ကွက်လိုက်တဲ့အတွက်ယခုတွေ့ရှိရတဲ့စရုပ်တရားမျိုးနဲ့ရိုင်းရွာဘက်ကိုရောက်ရှိလာတာဖြစ်ပါတယ်။ အဆိုပါဆက်ယုံဟာ asset plan တွေတည်ဆောက်မှာဖြစ်ပြီးရန်ထုတ်လုပ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ ODI မှာအကြီးမားဆုံးရန်ထုတ်လုပ်ရေးဆက်ယုံဖြစ်ဖို့ရည်ရွယ်တည်ဆောက်ခဲ့ပေမဲ့အာဏာသိမ်းဖြစ်စဉ်ကြောင့်လူနေနဲ့အုပ်ချုပ်မှုအဆောက်အဦတွေသာဆောက်လုပ်နိုင်ခဲ့ပြီးထုတ်လုပ်ရေးဆက်ယုံတစ်ခုမှတည်ဆောက်နိုင်ခဲ့ခြင်းမရှိဘူးဖြစ်ပါတယ်။၎င်းဆက်ယုံဟာအုတ်ချုပ်မှုလုပ်ငန်းဆောင်ရွက်ဖို့ဆိုရင်စရုပ်တရားမျိုးကိုတွားရောက်ရတာဖြစ်ပါတယ်။လမ်းကြောင်းလုံခြုံရေးအရဆော့ဘက်ကိုလုံးဝတွားလို့မရတော့ဘူးဖြစ်ပါတယ်။ ခရိုင်ချင်းတဲ့လမ်းဖြစ်တဲ့အုံဝါကနေခွေးမလောင်အဲ့ဒီကနေတဆင့်မကြီးစုရွာစစ်ကနေချက်ပြီးဝင်ရတာဖြစ်ပါတယ်။အဲ့ဒီဘက်မှာစာကြုံးလေးကြားခုခဲ့ပါတယ်။အုံဝါလေးပေါင်းချောင်းတန်းကျူကြံသိန်းကလူပြတဲ့အနီးနားမှာရှိတဲ့ရွာစင်လေးကိုစာစင်စာသားအဖြစ်မှတ်သားခေါ်ဝေါ်ကြတာလို့မှတ်သားမိပါတယ်။လွန်ခဲ့တဲ့အနှစ်20ဝန်းကျင်ကအုံဝါကနေအလေဟန်တော့တောင်ဟန်တော့ရောက်ဟန်တော့ခွေးမလောင်ကနေကျွန်းတော်လမ်းခွဲထိချင်းတို့ရေမှုလေးနဲ့ဝင်နေပြင်းပြင်းမှာ တနေကုန်ခကြီးဆက်ခဲ့ရဘူးလားမှတ်မိနေပါသေးတယ်အဆိုပါဆက်ရုံရဲ့လက်ရှိတီနေရဟာကံတက်လက်အစောစရုပ်တရားမျိုးနဲ့သုံးခုဆက်လျက်နေရဖြစ်ပြီးကျင်တွင်းနဲ့များစွာမဝေးကွာလာဘူးဖြစ်ပါတယ်မွှေကြီးလက်ထက်တုန်းကမြေသိမ်းဆဲခဲ့တာဂျော်ဂျီပေးကျင်နှက်ခဲ့ရပေမဲ့ကြောင်ကြီးတိတ်ဆိုင်လက်ထက်မှာစောမျိုးပေါ်အထိတက်ပြီးဆန္ဒပြကောက်ခတ်လို့ဒုဒုတ်ဘုံကျုပ်စေဝင်းနဲ့ဌာနကြီးမှုတွေအမှတ်27ကာကွယ်ရေးတစ်စီးဆက်ရုံရဲ့ဘုံကြီးညာသားထောင်း ယခုမင်းအောင်လိုင်ရဲ့ဖခင်ကြီးဘောဘကလုံနေတဲ့ဗိုလ်မှူးချုပ်စိုက်ဝင်းထွန်းတို့ဟာချောင်းပေါက်မတက်လာရောက်ဖြည့်ရှင်းခဲ့ပေမဲ့လူတို့ရဲ့အားကြောင့်ရမ်းရွာဘက်ကိုပြောင်းရွှေ့ပေးခဲ့ရတာဖြစ်ပါတယ်။ဆန္ဒပြတော့အမှန်25ကာဝေးပစ္စည်းဆက်ရုံမှာတနမ်းမရှိလို့ရဲတပ်ရင်းကိုအကူအညီတောင်းခဲ့ရပြီးစစ်တပ်ကရဲခေါ်ရတယ်ဆိုတဲ့ဖြစ်စဉ်ရှိခဲ့ပါသေးတယ်။ကကထုံမှာထုတ်ချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဒုထုတ်ချုပ်စစ်လက်နဲ့ဗိုလ်ချုပ်မျိုးအောင်ဖြစ်ပြီးဒုထုတ်ချုပ်အကြီးစားဟာနောက်ဆုံးဗိုလ်ချုပ်ကိုယ်ကိုယ်လင်ဖြစ်ဖြစ်ပြီး အနာပေးထားခဲ့ပေမဲ့နောက်ထပ်အစားထိုးခန့်တာမရှိသေးဘူးဖြစ်ပါတယ်။ drone နဲ့ paramotor တွေကိုအဓိကထုတ်လုပ်တဲ့အမှတ်30တမတော်ကြီးသားဆက်ယုံရဲ့ဆက်ယုံမှုကတော့ဘုံမှုကျုပ်ကျော်ဆန်းလင်ဖြစ်ပြီးအမှတ်3တမတော်ကြီးသားဆက်ယုံရဲ့ဆက်ယုံမှုကတော့ဘုံမှုကျုပ်လိုင်တင်းဖြစ်ပါတယ်။အဆိုပါဆက်ယုံနဲ့ကစွမ်းမအခြေဆိုင်အမှတ်27ကာဝေးပစ္စည်းဆက်ယုံဆက်ယုံရင်းဆက်လမ်းကို300လီတွားလို့ရအောင်အထူးဖောက်လုပ်ထားတာဖြစ်ပါတယ်။ အမှန်25ကာဝေးပစ္စည်းဆက်ရုံရဲ့အဆက်ပစ္စည်းတချို့ကိုတော့အမှန်27ကာဝေးပစ္စည်းဆက်ရုံကစုံးမမှာရောက်ရှိထိန်းသိမ်းထားတာမျိုးတွေရှိပါတယ်။ကာဝေးပစ္စည်းဆက်ရုံတွေကထုတ်လုပ်ရေးလုပ်ငန်းမရှိဘဲတော်ကြီးမြမဲတွေမှာထီထီတီငုတ်တုတ်ထိုင်နေရတဲ့ဆက်ရုံတရုံကြောင်းလက်လန်းမီတလောက်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။